င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ဖမ်းမှာစစ်ကောင်းဆောင်ရောက်နေကြတဲ့လုံချုံရေးတင်ချန်အနာသိစစ်ကောင်းစီကောင်းဆောင်ကင်းပြည်နယ်မြို့တော်ဖမ်းမှာရောက်နေကြတဲ့စစ်တပ်ကလုံချုံရေးတင်ချန်ထားပြီးကင်းလက်နက်ကင်တပဝင်းတွေကိုမြို့ရဲဝင်ရောက်ဖျက်ဆီးသွားလာကွင်ယာယီပိတ်ပင်ထားတယ်လို့ကင်းသတင်းမြစ်တင်ကပြောတယ်နိုဝင်ဘာလ10ရက်နေ့ကစပြီးမြို့ရင်မှာစစ်ကောင်းရင်နဲ့ကင်းပန်းတို့မြို့ဝင်တွေ့စေစေဂိတ်တွေမှာလည်းအင်အားတို့မြင်ကြတယ်လို့သတင်းမြစ်တင်ကပြောတယ် ဒီနေ့မှဆိုရင်နိုင်စင်မဲ့ကားတွေဖြစ်တဲ့ဖန်စီမှာဖြစ်တဲ့အတွက်မြို့ရင်းမှာတားလာရှင်နေရလို့ဖန်မြို့ကန်တွေကတည်ပေးပါတယ်။ဒါအပြင်အပြည့်ရခင်လက်နက်ကင်ဖွဲ့စည်းဖြစ်ကြတဲ့ခေငင်းချင်းကောင်စီဒီမိုကရေစီကြိုပြခင်တမ်တော် TKB နဲ့ KNL ကြားဆောင်တဲ့ BGF တပ်ဖွဲ့ဝင်တွေကိုလည်းဖန်မြို့တွေနဲ့ဝင်ရောက်ဖြတ်တန်းတော်လာကွင်မပြူလို့စစ်ကောင်စီတပ်ဘက်ကတည်ပေးထားပါတယ်။ ဆဲကောင်စီတက်ကင်းလဲနေခြင်းလမ်းပေါ်မှာတွေ့ခင်ငင်းချင်းကောင်စီ KNU KNN နဲ့ PC ဖွဲ့ကတပ်ဖွဲ့ဝင်တအုပ်ပိုင်ဆိုင်တဲ့ license မဲ့ကားတစ်စီးကိုဖမ်းဆီးသိမ်းဆီးလိုက်တယ်လို့ဖမ်းဒေသကန်တအုပ်ထံကနေသိရတယ်။စစ်ကောင်းဆောင်ဟာဒီကနေ့မှဖမ်းမျိုးကနေမွန်ပြည်နယ်မော်လမြိုင်မြို့ကိုဆက်သွားမှဖြစ်တဲ့အတွက်မော်လမြိုင်မြို့မှာလည်းလုံခြုံရေးတင်းကျပ်ထားလို့သိရတယ်။ဆက်လက်ပြီးရတရှိမစစ်ကြောင်းထုတ်လာတာကိုစစ်တပ်ကတိုက်ခိုက်မှုဆက်သား20ဦးသေဆုံးစစ်တပ်ကကြေညာတုံးခုထမင်းနဲ့အမှုရှင်ဖြစ်စဉ် ဗကုဒ္ဒရာရှင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်ကနှစ်ကြိမ်တိုက်ခိုက်ရာစစ်သား20ဦးသေဆုံးကြောင်းရေတားရှင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်သုံးကတုံညာလေးရဲ့တရင်နဲ့ပြန်ကြိုင်းတောင်းခံကပြောတယ်။အော်တိုဘားလ25ရက်နေ့ကရင်ချောင်းမြို့ကုဒ္ဒရာကနေအင်အား140ကျော်ပိုင်းနဲ့စစ်တပ်လက်အကန့်တပ်တွေဖြစ်တဲ့ဒါဒါ6ခလ26ခလ29ခလ39စက္ကနာ148ကကနတူပူပေါင်းစစ်ကြောင်းကစစ်တောင်းမြေရှိဘက်ကန်ကိုစစ်ကြောင်းထုတ်လာကြောင်း ထိုစစ်တပ်စစ်တပ်ကိုတော်လိုက်တဖွဲ့တွေကရင်လက်ကျရာတောင်ပတ်တစ်တာတရာပေါ်ရောက်မှတင်ဆောင်ဆိုင်ပြီးကြားပြတ်တိုက်ခိုက်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းအဆိုပါကြီးတဲ့တိုက်ပွဲမှာ၃နိုင်ကြာမြင့်ခဲ့ပြီးဂျပန်စစ်တပ်ဘက်ကစစ်တပ်ကိုတင်ဆောင်ခဲ့ကြောင်းတိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကလည်းဂျိုင်ကော့ပတာ၊ဒရုန်းလည်းနဲ့ကြေးပြင်းလေးရင်ဖြစ်ကွေနဲ့ပါတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထို့ပြင်အော်တိုဝါ25ရက်နေ့မိုးလယ်၃နိုင်ခန့်ချိန်တိုက်ပွဲဖြစ်ပွားနေရတဲ့ကိုနေပြီးတော့တိုင်းစစ်ဌာနလာအောက်ကန် PDF တိုင်းများနဲ့ ကန်နူတက်မာနဲ့တန်ရင်ကလက်နက်ကြီးဖွဲ့တို့ကထမန်းသားတိုက်ခိုက်ခဲ့ရာတိုက်ပွဲနှစ်နိုင်ကဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင်ဂျပန်စစ်တပ်က15ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ရှင်းတိုက်ပွဲတွင်နေပြည်တော်စစ်တိုင်းကလည်းရဲဘော်တဲဦးကြီကပြားကြီထိမှန်တရီလိုက်နေခြင်းမှာတန်ရင်တုံကတုံညာလေးမှရဲဘော်မူတီတော်အောင်ဆွဲထုတ်စဉ်ကြီထိမှန်ကရရှိတန်ရာနဲ့အော်တိုဘာ29ရက်နေ့မှာကြာဆုံးခဲ့တယ်။ ။လက်နက်တွေသိမ်းစီယာမီကတော့မရှိပါဘူး။သူတို့ဘက်ကဒရုန်းလက်နက်ကြီးချာကော်ပတာလင်းနဲ့အင်အားသုံးတဲ့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်။အခုစစ်ခွေစစ်ကြောင်းကရေတားရှင်မျိုးနဲ့ကင်းချောင်းတရကလည်းနောက်ဖက်ကောင်ပြန်ဆုတ်သွားပြီလို့သိရတယ်။ကင်းချောင်းတရမှာတော့အထိုင်ချတက်ဆွဲတာရှိနေတော့မှတိုက်ပွဲအတွင်းစစ်ခွေ20ကောင်တည်ပြီး9ကောင်တရရလို့ရေတားရှင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်3ကောင်ညလေးတနေ့နဲ့ပြန်ကြတဲ့တာဝန်ခံကပြောတယ်။မထီနာသွားတဲ့စစ်တဲစစ်ကြောင်ရေတာရှင်မြို့နယ်တွင်ရှိပိန်းနေပင်ရရွှေတောင်ရွာအတင်းနဲ့ကဲလင်းဆွေရွာတို့ကိုဇက်တိုက်မိရှုပ်ပြစီပြီးနေ30ကျော်ပြကြခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော့နှမောင်မြို့တည်လမ်းပိုင်းမှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကိုရှင်မိပြီးအရေးယူဆောင်ရမည်။မကွေတိုင်းနှမောင်မြို့တည်လမ်းပိုင်းမှာချမ်ပတ်စစ်တပ်ရဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကိုရှင်ပတ်မိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်9အုံတိုင်းမှာဘူအောင်တင်ကပြောတယ်။ ဇူလိုင်လ10ရက်နေ့မှာနမောင်မြို့ဒေလန်ပိုင်းမှာဒေါ်လိုင်းတခွင်တွေကလမ်းပိုက်လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးအကဲမောင်မင်းသူကိုရှင်ဖန်စီနိုင်ခြင်းဖြစ်ပါတယ်။ထို့သောဖန်စီရမီကရွေးကောက်ပွဲကော်မရှင်အကြီးအကဲမောင်မင်းသူထံကရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အစီအတချို့နဲ့ရွေးကောက်ပွဲပြုလုပ်မယ့်အချိန်တွေကိုသိရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်9အုံတိုင်းမပွန်တင်ကရှင်းပြတယ်။ သူစီကနေစင်းတချို့နဲ့ရေကောက်ဝယ်ပြုလုပ်မဲ့လာတော့တည်ခဲ့ရတယ်။ဇူလိုင်လ၈နေ့ကမြို့တင်နဲ့မောက်တော့လမ်းပိုင်မှာစစ်စေးလုံနေစဉ်ဖမ်းမိရပါလက်ရှိမှာဖမ်းမိတဲ့သူတွေကိုဘယ်လိုဆက်လက်အရေးယူဆောင်မလဲဆိုတာကိုတော့စစ်စေးမင်းမြွေလှုပ်ဆောင်နေပါတယ်။မဆိုပါဖမ်းဆီးလှုပ်ဆောင်မှုပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမှတ်9အတုံးတိုင်ကနေရဲဘော်တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးချင်းပတ်စစ်တပ်ရွေးကောက်ပွဲကော်မရှင်အတွက်ဘူပေါပောင်ရင်မိသူ့ကိုမဆိုနမကလုံးပြည်တဲ့တိုင်ကိုအတုံးကအရေးယူသွားမည်ဖြစ်ကြောင်းဘူပေါင်တင်ကဆက်လက်ပြောဆိုတယ်။ဆက်လက်ပြီးရေးတဲ့တော်မျိုးနဲ့ ။ပါထလေးကြီးကိုစစ်တပ်ကပေါင်ငါဘုံနှလုံးကျဲချမှုပြည်သူနောက်တင်ဆောင်မိလေးဦးတရားရ။ရခိုင်ပြည်နယ်ရဲ့တိတောင်မြို့နယ်ပါထလေးကြီးကိုဂျပန်စစ်တပ်ကပေါင်ငါဘုံနှလုံးကျဲချတိုက်ခိုက်ရာပြည်သူနောက်တင်ဆောင်မိလေးဦးတရားရှိခဲ့ကြောင်းဒေသနေပြည်သူတွေကပြောတယ်။နိုဝင်ဘာလ25ရက်မနက်9:30မိနစ်ကရသေတောင်မြို့နယ်ပါထလီကျောင်းကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ရာပြည်သူနောက်တေဆောင်မီလေးဦးတန်ရရှိကတောင်ပြောင်းဆောင်နေကြောင်းအသေးစိတ်ချက်လက်တွေကိုဆက်လက်တီးပြနေဆက်ဖြစ်ကြောင်းသိရတယ်။ အသေးစိတ်အချက်လက်ကအတည်ပြုတော့မယ်အဲဒီဘက်ကတောင်းရှိသူတွေပြောတော့ကဘုံကျဲတော့အမှန်တယ်လို့အတည်ပြုတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDA TNL တို့နဲ့အပြည့်ခတ်ရက်ပြီးနောက်ရခိုင်ပြည်နယ်တွင်ရှိအရက်ခတ်တော်ထင်ချောင်းမြို့နယ်တွေမှာပြည်သူလူထုကိုပြစ်မှတ်ထားကအကြမ်းဖက်စစ်တပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေအရှင်အောင်မြေလုံဆောင်လျက်ရှိကြောင်းဒေသပြည်သူနဲ့အေအေထံကနေသိရပါဗျာ ဆက်လက်ပြီးရေဦးကင်ဦးကံဘလူးကလေးမြိုင်နဲ့မော်လိုက်မြို့နယ်ရှိကြရတွေကိုစစ်တပ်ကလင်းရင်နဲ့စလိုက်ပုံချင်ထောင်နဲ့ချီတော်ပြည်သူတွေထွက်ပြေးနေရ။ဆက်ကိုင်းနဲ့ရေဦးမြို့နယ်ခင်ဦးမြို့နယ်နဲ့ကံဘလူးမြို့နယ်ဆက်ရှိကြရတွေကိုဂျပန်စစ်တပ်ကလင်းရင်နဲ့စလိုက်ပုံချင်တိုက်ခိုက်သွားကြောင်းရေဦးမြို့နယ်ပြည်ပဒီဖန်ကွန်မတီမှတောင်းရှိသူဒုကန်စောပြောရင်းမွန်ဘာလ၁၄ရက်နေ့မနက်စောပိုင်းမှာရေဦးမြို့နယ်နောက်မြောက်ချမ်းရှိရွာတောင်ရွာနဲ့မင်းမောင်ကုန်းရွာနီကိုတရောင်းလေတဲကတက်လာဂျက်ဖိုင်တာနဲ့စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သားခြင်းဖြစ်ကြောင်းဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်ရွာထောင်ရွာ မင်းမောင်ကုန်းရွာကုန်တန်းရွာနဲ့ရွာပလဲရွာမှာပြည်တွင်ရေပုံပုံခုခြင်းနဲ့ပုံခုနိုင်ကြအကြောင်းထိခိုက်ဒဏ်ရာသူမရှိကြောင်းသိရတယ်လာတူနိုဝင်ဘာလ10ရက်နေ့နေ့မနက်7:30မိနစ်ခန့်မှာတရောင်းလေတဲကတလာကြဖိုင်တန်းစီကကမ်ဘလူမြို့နယ်နဲ့ခေုံမြို့နယ်ဆက်ရှိကြောက်တိုင်ရွာဘက်ကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်းဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ဒဏ်ရာရှိခဲ့ပါတယ် ထို့ပြင်စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းရှိကျေးရွာတွေကိုလည်းဂျပန်စစ်တပ်ကဝိုင်းတွင်းနေတဲ့ပုံ30ကျော်ကြေချတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ14ရက်နေ့မိုးလယ်7:00နာရီကျော်ခန့်ကစတင်ပြီးဂျပန်စစ်တပ်ကကလေးမြို့နယ်တောင်ပိုင်းရှိမှန်တောရနဲ့အနီးပတ်ဝန်းကျင်ရှိကျေးရွာတွေကိုဝိုင်းတွင်းနေပုံ30ကျော်ကြေချတိုက်ခိုက်ခဲ့ကြောင်းဂျပန်စစ်တပ်ပုံကျတိုက်ခိုက်မှုကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ရတယ်။ အလားတူနိုဝင်ဘာလ30ရက်နေ့ညနေ6:00နာရီကျော်ခန့်မှာမော်လိုင်းမြို့နယ်ရှိပိုင်းရှိကြရတွေကိုဂျက်ဖတ်စစ်တဲ drone လေးတစ်စီးကပုံ24လုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းဂျက်ဖတ်စစ်တဲပေါ်ကျတိုက်ခိုက်မှုကြောင့်ပြည်သူတွေဘေးလွတ်အထွေထွေထိန်းချောင်းနေရကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။